ီနေ့မှာတော့ကျွန်တော်တို့တောင်သူဦးကြီးတွေအတွက်ပေါ့နော်အခြေခံအဖြစ်ပေါ့နော်ဒီပေါင်းအုပ်စုတွေနဲ့ကျွန်တော်တို့ဒီပေါင်းသက်ဆေးတွေအကြောင်းကိုကျွန်တော်တို့ဘူသူရအနေနဲ့ကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်နံပါတ်1ကတော့ကျွန်တော်တို့ဒီပေါင်းအမျိုးအစားတွေပေါ့နော်ပေါင်းအမျိုးအစားတွေမှာဆိုရင်အဓိကအဖြစ်အုပ်စုကြီး၃ခုရှိပါတယ်နံပါတ်1ကကျွန်တော်တို့မြက်မျိုးရင်းဝင်ပေါင်းအုပ်စုတွေရှိမယ်နံပါတ်2ကမြက်မုံညင်းမျိုးရင်းဝင်ပေါင်းအုပ်စုတွေရှိပါခင်ဗျနံပါတ်3ကတော့ရွက်ပြန့်ပေါင်းမျိုးရင်းဝင်ဒီပေါင်းအုပ်စုဆိုပြီးတော့ကျွန်တော်စုစုပေါင်း၃ခုရှိပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့က ဒီပေါင်းစုတွေသိရှိပြီးတဲ့နောက်မှာဆိုရင်တော့ကျွန်တော်တို့ကလက်ရှိပေါ့နော်ဒီဈေးကွက်ထဲမှာကျွန်တော်တို့တောင်းသူကြီးတွေပေါင်းသက်ဈေးအမျိုးအစားတွေဒါအသုံးပြုနေတာရှိပါတယ်အဓိကအဖြစ်တော့ကျွန်တော်တို့ပေါင်းသက်ဈေးအုပ်စုကြီးနှစ်ခုရှိပါတယ်တောင်းသူအခေါ်သူကအလုံးသေးပေါ့နော်ပေါင်းသက်ဈေးရဲ့ပြီးရင်ရွေးချယ်ပေါင်းသက်ဈေးရဲ့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ခင်ဗျဒါပြင်ကျွန်တော်တို့ကပေါင်းသက်ဈေးဒီအမျိုးအစားတွေကျွန်တော်တို့ခွဲခြားတဲ့အခါမှာဆိုရင်ဒီနေရာမှာအားလုံးတွေပေါ့နော်ရွေးချယ်မဲ့ပေါက်သက်စီကတော့ကျွန်တော်တို့ပေါင်းအားလုံးကိုနှိမ်နှင်းနိုင်တာဖြစ်ပြီးတော့ ျွန်တော်ရွေးချယ်ပေါင်းသက်စေရတော့ပေါင်းအုပ်စုတစ်မျိုးသို့မဟုတ်နှစ်မျိုးပဲကျွန်တော်နှိမ်နေနိုင်တာဖြစ်ပါတယ်ခင်ဗျာဒါပြင်ကျွန်တော်တို့ပေါင်းသက်စေတွေကိုအသုံးပြုတဲ့ခြေနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့အမျိုးအစားသုံးခုဒါထပ်မံပြီးတော့ခွဲခြားတာရှိပါတယ်ခင်ဗျအဲ့ဒါတွေကတော့နံပါတ်1ကတော့ကျွန်တော်အပင်မဆိုင်မီအသုံးပြုရတဲ့ပေါင်းသက်စေဆိုပြီးတော့ရှိပါတယ်နံပါတ်2ကပေါင်းပင်မပေါက်မီပေါ့နော်အသုံးပြုရတဲ့ပေါင်းသက်စေဆိုပြီးတော့ရှိပါတယ်ခင်ဗျနံပါတ်3ကတော့ပေါင်းပင်ပေါက်ပြီးမှကျွန်တော်အသုံးပြုရတဲ့ပေါင်းသက်စေဆိုပြီးတော့ဒါ အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်အုပ်စုကြီးတို့ကိုကျွန်တော်ထပ်မံပြီးတော့ခွဲခြားထားတာဖြစ်ပါတယ်ခင်ဗျနံပါတ်1ကကျွန်တော်တို့အပင်မဆိုင်မီအသုံးပြုရတဲ့ပေါင်းသက်စီဆိုတာကတော့ကျွန်တော်တို့သီးနှံမီနေတာမဆိုင်ပြိုးမီပေါ့နော်ဘာဘင်းမှမဆိုင်သေးခင်ကျွန်တော်မြေပြင်မှာမြေပြင်ပေါ်မှာဖြန်းတာပေါ့နော်ပြီးရင်ကျွန်တော်တို့အဓိကအဖြစ်ပြောချင်တာကကျွန်တော်တို့သီးနှံမဆိုင်ပြိုးခင်ပေါ့နော်အဲမြေပြင်ပေါ်မှာရှိတဲ့ကျွန်တော်ပေါင်းလေးကိုနှိမ့်နေတဲ့ဒါဆေးဖြစ်ပါတယ်အဓိကအဖြစ်တော့ကျွန်တော်တို့အသုံးပြုရတော့ glyphosate ပေါ့နော် glyphosate တို့ paraquat တို့အသုံးများပါတယ်ဂလိုက်ဖိုဆိတ်ကတော့ကျွန်တော်တို့အနည်းသေးခေါ်တာပေါ့နော်။သူက ไรโบสိတ်ကိုသုံးလိုက်တယ်ဆိုကျွန်တော်အပင်ရဲ့အမြစ်ဒီဆင်းပြီးတော့ဗောနအားလုံးဒါပေါ့ဝင်အတွက်သေစီတာဖြစ်ပါလားခင်ဗျာပါရောကက်ကလည်းကျွန်တော်တို့သူနဲ့ထိတွေ့တဲ့မြေပေါ်ပိုင်းဗောနအပင်အပင်စိတ်ပိုင်းကိုထိတွေ့ရတယ်ကျွန်တော်တို့ဖြားလိုက်တာလည်းကျွန်တော်မြင်းမြန်ဆန်းဆန်းပေါင်းလေးကိုသေစီနိုင်တာဖြစ်ပါလားခင်ဗျာနောက်နံပါတ်2အချက်ကလည်းကျွန်တော်တို့ဒီပေါင်းမင်းမပေါက်မီဗောနပေါင်းမင်းမပေါက်မီအသုံးပြရတဲ့ပေါင်းတဲ့စီး ဆိုလိုတာကကျွန်တော်မြေကြီးထဲမှာကျွန်တော်တင်းနဲ့မျိုးစေ့တွေတော့ချပြီးသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ပေါင်းမပေါက်ခင်မှာကျွန်တော်ဖြန့်တက်ရတဲ့ပေါက်သက်စေပေါ့နော်အာဒါကိုကျွန်တော်တို့တောင်သူတွေနားလဲထားတော့တမန်အုပ်စေ့လို့လဲခေါ်တယ်ပေါင်းအုပ်စေ့လို့လဲ ဒါခေါ်လေးရှိပါတယ်ခင်ဗျအအများအားဖြင့်တော့ကျွန်တော်တို့ဘယ်မှာတုံးလဲဆိုစဘာတိနံနေမှာဆိုရင်ဒိုင်ရိုက်မျိုးစီချပေါ့နော်ကျဲခင်းနေမှာဆိုရင်တုံးတယ်ပြီးရင်ပြိုးထောင်ဆိုင်ပြိုးပြီးတော့စဘာတွေပြောင်းရွှေ့ဆိုင်ပြိုးတဲ့အချိန်မှာဆိုရင်ပေါင်းမေမထွက်ခင်ပေါ့နော်ပေါင်းအောင်စီနေတဲ့အသုံးပြုတာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျွန်တော်တို့အတွေ့အကြုံရပါနော်ဆေးပြတ်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့အလှော်ဘားလေးကကျွန်တော်တို့ရဲ့ဒီတမန်းပြင်ပေါ်မှာစဘာခင်းနေမှာဆိုရင်တမန်းပြင်ပေါ်မှာဖြန်လိုက်တဲ့ခါမှာဆိုရင်အလှော်ဘားလေးတွေကနေဖုတ်ထားပေါင်းမေကိုသာ မထွက်နိုင်အောင်လို့နှိမ်နှင်းပေးတာဒါပေမဲ့ကျွန်တော်တို့ကလမ်းလျှောက်ပြီးဆေးပြန်းတဲ့အခါမှာအခက်မသိရင်ပေါင်းပြန်ပေါက်တက်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကဆေးပြန်းတဲ့သူပါဆိုရင်မိမိရဲ့ခြေရာဘက်ကိုနောက်ပြန်လှည့်ပြီးပြန်ပြီးဆေးပြန်းပြီးမယ်ဆိုရင်တော့ရတဲ့အနေထားဖြစ်ပါတယ်ခင်ဗျဒီပေါင်းတက်စီတော့ဒါတမန်းမြင်ပေါင်းအုပ်စီလို့လည်းကျွန်တော်တို့ခေါ်ကြပါတယ်ခင်ဗျနံပါတ်3ကတော့ပေါင်းမြင်ပေါက်ပြီးမှကျွန်တော်အသုံးပြရတဲ့ပေါင်းတက်စီဒီနေရာမှာကျွန်တော်တို့က အဲ့တော့ကျွန်တော်တို့ဒီအပင်ပေါက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့အသီးနှံပင်တွေနဲ့ပေါင်းပင်တွေနဲ့ရောနေတဲ့အချိန်မှာကျွန်တော်တို့ဒါဖျားရက်ပေါင်းသက်စေပေါ့နော်ဒါတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်ရွေးချယ်ပေါင်းသက်စေအုပ်စုတွေမှာဒါအကျုံးဝင်တာဖြစ်ပါတယ်အမျိုးအစားတွေကဘာတွေရှိမလဲဆိုတော့ 24D လိုဟာမျိုးပေါ့နော်အာ Quetzalcoatl လိုဟာမျိုးပေါ့နော် Atrazin Formisaben စသဖြင့်ပေါ့နော် Pantilagro စသဖြင့်ပေါ့နော်ဒီဟာတွေရှိပါတယ်ခင်ဗျဈေးကွက်ထဲမှာလည်းဒါတောင်သူတွေနဲ့ဒါယင်းနီးပီးတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ပေါင်းဝင်နဲ့ကျွန်တော်တို့စိုက်ပြိုးတဲ့အသီးနှံတွေရောင်းနေတဲ့အချိန်မှာဒါဖြန်းနဲ့ပေါင်းသက်စေပေါ့နော်ဒါကျွန်တော်တို့ပြောင်းဆိုလဲပြောင်းသီးနှံအတွက်တည်တံ့ထုတ်တာရှိတယ်စဘာမှာဆိုလဲစဘာအတွက်ရှိတယ်ပြီးကြက်သွန်ခင်းနေမှာဆိုလဲကြက်သွန်ပေါင်းသက်စေဆိုပြီးတသက်ရှိပါလေခင်ဗျပဲဆိုလဲအလားတူပါပဲခင်ဗျဒါကြောင့်ဒီဆေးတွေကတော့ကျွန်တော်တောင်းသူကြီးတွေတုံးလဲတုံးလေးတုံးထားရှိရပါတော့နော်အာဒါတော့ယင်းနီမီတာဖြစ်ပါလေခင်ဗျဒါကြောင့်ကျွန်တော်တို့ကအခုဆိုရင်စနေတကြနဲ့ဂီယူဆိုက်တကြအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တိနံပင်အတွက်လည်း မထိခိုက်ဘူးကျွန်တော်တို့ဟိုပေါင်းမင်းကိုလည်းပဲကျွန်တော်အောင်မြင်စွာကောင်းကောင်းပုံပုံနှိမ်နှင်းနိုင်မှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့တောင်သူကြီးတွေပေါ့နော်ဒီကုန်းချုပ်အနေနဲ့ပြောကြလို့တာကတော့စိုက်ပျိုးတဲ့တည်နှံအမျိုးသားတွေကျွန်တော်တို့အချိန်နေအချိန်ကပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့တည်နှံစိုက်ခင်းနေမှာပေါ့နော် ပေါရောက်နေတဲ့ပေါင်းအမျိုးသားတွေကိုကျွန်တော်တို့တခြားခွဲစမ်းစိတ်ပြပြီးတော့သုံးသင့်တဲ့ဆေးကိုတခြားစနစ်တကျနဲ့ကျွန်တော်တို့ရွေးချယ်အသုံးပြုနိုင်မယ်ဆိုရင်ဖြင့်ပေါင်းကြောင်ကျွန်တော်တို့ထိခိုက်မဲ့ကျွန်တော်တို့ရဲ့တည်နှံအထွတ်နှုန်းတွေဘလူလာရတဲ့ပြဿနာတွေကိုကျွန်တော်တို့ရှောင်ရှားနိုင်ပြီးတော့ တောင်သူဦးကြီးတွေမြို့မှာနဲ့အထွက်လုံးလေးကိုကျွန်တော်တို့ဟိုရရှိစီမှာဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်